ကဲ့ပါအားလုံးမင်္ဂလာပါဒီကနေ့တော့ကျွန်တော်မှရှိနေတဲ့ဂီတာတွေတရားမှာပေါ့နော်ကျွန်တော်ပုံစံချင်းခက်ဆင်ဆင်တူတဲ့ဂီတာနှလုံးပေါ့နော်အဲဂီတာနှလုံးကိုကျွန်တော် compare လုပ်ပြချင်ပါတယ်ကျွန်တော် compare လုပ်ပြီးမယ်ဂီတာနှလုံးကတော့ Yamaha ဂီတာတွေပေါ့နော်ဒီဘက်ကနှလုံးက FGTA ဒီကောင်က LF16 နော်အဲ့တော့ဒီနှလုံးမှာဟိုကျွန်တော်ပုံစံချင်းတူတာမဟုတ်ဘူးကျွန်တော်ဈေးနှုန်းအဖြစ်နဲ့သိမကွာဘူးဒီကောင်ကစင်ကာပူကျွန်တော် Yamaha store မှာဝယ်ရင်စင်ကာပူဒေါ်လာ1050ကျမယ် ဒီကောင်ကျွန်တော်စင်ကာပူရမစတောမှာပေါ့နော်ဟိုမှားလို့ရှိရင်ဒီကောင်1250ကျမယ်အဲ့တော့ပြောရင်ဒေါ်လာ200ပဲกว่าတော့ပေါ့နော် Okay ဒေါ်လာ200ပဲกว่าရဲဆိုတော့ဒီကောင်ဘယ်အစ်အမျိုးစားရင်းနဲ့လုတ်လဲဆိုတာဒီကိုတစ်ချက်ပြပြမယ်နော်ဒီ FGT ကကျတော့သူကတစ်ကိုသူကဒီ top ပေါ့နော်ဒီ top ကိုသူက solid sticker spruce နဲ့ပြုလုပ်ထားတယ်နော်ပြောဒီ bag နဲ့ကျွန်တော်ဒီ site ကိုကြာတော့ mahogany mahogany မြင်မဲ့တော့ lemonade ဘာမဟုတ်ဘူးเนาะ ဆောလည်းမဟုတ်ဘူးเนาะโอเคပြီးရင်ဒီ neck neck ကကြာတော့နေတိုးနေတိုးဆိုတာကြတော့သူမဟောဂနီအစားထိုးတက်လို့ခေါ်တော့ဗောမဟောဂနီနဲ့အရောင်ရင်းတူတယ်ခွဲလို့တောင်းတောင်းမရဘူးဒါပေမဲ့သူကမဟောဂနီမဟုတ်ဘူးเนาะသူဆောလည်းမဟောဂနီ neck โอเคပြီးရင်ဒီရဲ့ fingerboard နဲ့ bridge ကိုကြာတော့သူ rose phone နဲ့ပြုတ်လုထားတယ်ပြီးလို့ရှိရင်ဒီ nut to settle တို့ကိုကြတော့လေသူက urea လို့ခေါ်တယ် plastic အမာစာနဲ့တုံထားတယ် နော်โอเคပြီးရင်ဒီ body binding တွေပေါ့ body binding ကြတော့ဒီကောင် plastic တွေကြီးပဲ neck binding နဲ့ plastic body binding နဲ့ plastic ပြီးရင်ဒီ sound hole မှာကြတော့လည်းအင်းလေးကရိုးရိုးဆေးဆွဲထားတာပဲ black and white ဆေးပေါ့နော်ဆွဲထားတာပဲပါတယ်ပြီးရင်ဒီ tuner tuner ကြတော့သူက TM 29 D ပေါ့နော် 29D ဆိုရဲကျူတာတော်တော့ဒါကပြောရမှာဆို Yamaha ရဲ့ကျွန်တော်တို့ဟိုဒုတိယ ဒန်စာပေါ့သူကဆက်စချင်းဒုတိယဒန်စာလို့ပြောမလားဘယ်လိုပြောမလဲအဲ့လိုတော့မဟုတ်ဘူးเนาะဆက်စချင်း beginner တွေမှာပါတဲ့ key မျိုးစားတော့မဟုတ် beginner level မှာကျွန်တော်ဒီပါတဲ့ key မျိုးစားတဲ့ကိုနောက်တစ်ဆင့်မြင့်တဲ့တစ်ခုပေါ့เนาะပြောရရင်တော့ okay ပြီးရင်သူ့မှာပါတဲ့ pickup ပေါ့သူ့မှာပါတဲ့ pickup ကိုမကြတော့သူက trans acoustic pickup လို့ခေါ်သူကကြတော့ဒီမှာဒီလိုမျိုးဒီလိုမျိုးလေးသူက pickup ကဒီလို design ပေါ့เนาะသူ trans acoustic pickup လို့ခေါ်တယ်သူက သူ့ pickup ကသူ့ဟာဒီမှာ battery ကသူ့ဟာဒီလို Okay ဒါ battery မှာ AA battery သူ့ဟာသုံးတာဟော AA battery နှလုံးသုံးတယ်သုံးပြီးရခါကျတော့သူကအလုပ်လုပ်တာပေါ့နော် Okay ဆက်တာပြန်ထည့်ရမယ်အင်ချက်ပေါက်ကတော့ဒီ end pin အနေနဲ့ကျွန်တော်ချက်ပေါက်ကိုထည့်ရတာပေါ့နော်။ Yes ပြီးရင်တော့ finish ကတော့သူကအပြောင်းပဲပေါ့နော်။ neck ကတော့အမိန်ပေါ့။ ီ body finish ကတော့သူကအပြောင်းပဲเนาะโอเคဒါဆိုရင်နောက်တစ်လုံးပေါ့ဒီဘက်က L16 L16 ကကြတော့ဒီရဲ့ top ပေါ့ top ကိုသူက solid angleman spruce solid ဟာ solid sticker spruce เนาะဒီကောင် angleman spruce angleman spruce က sticker တွေကိုတော့ပိုစေးကြီးတယ်เนาะပြီးရင်သူကဒီ back နဲ့ back နဲ့ side back နဲ့ side ကကြ rosewood rosewood ကမှသူက solid solid rose wood เนาะပြီးလို့ရှိရင်ဒီ net ကကြတော့သူက5 line နဲ့ mahogany နဲ့ rose wood ကိုယောထားတဲ့5 line နဲ့ပေါ့เนาะ okay ပြီးလို့ရှိရင်သူကဒီရဲ့ fingerboard နဲ့ဒီ bridge ကိုကြတော့ the ebony ဆိုရက်တက်ပေါ့เนาะဈေးကြီးပြီးတော့ဒီကောင် sharp ပြီးခိုင်ခန့်နဲ့တက်ပေါ့ ebony ဆိုเนาะအဲ့ဒါလည်းပြုလုပ်ထားတယ်ပြီးရင်သူ tuner ကိုကြတော့ TM29G လို့ခေါ်ရမှာလေမျိုးစား 29G ရတော့သူပြောမှဆိုရင် ဗီဂနာပြီးလို့ရှိရင်ကျွန်တော်ဒီဆောလာဒီကောင်အဲဒုတိယကောင်လည်းဟာပေါ့သုံးနေပြင်ဒါတော့တတိယကောင်လည်းဟာပေါ့နော်ကျွန်တော်တွေးတော့တော့ဒီဒီကောင်ဒီကီးမျိုးစားတော်တော်လေး high end ဖြစ်တဲ့မျိုးစားဒီတရားမျိုးဂျူနာမျိုးစားပဲသုံးတာတွေ့ရတာပေါ့နော်โอเคပြီးလို့ရှိရင်သူဒီ body binding ပေါ့ body binding ကိုကျတော့သူက mahogany နဲ့ binding လုပ်ထားတယ်ပြီးရင်ဒီကျွန်တော်ဒီ ဒီကောင်ရဲ့ binding ပေါ့နော်ဒါဒါဒါ neck neck ပေါ့နော် neck binding ကိုကြတော့သူက core နဲ့ပဲဒါပေမဲ့သူက head stock ထိကိုသူက binding နဲ့ပေါ့လေပုံမှန်တော့သူက head stock ထိမှာမပါဘူး binding ပေါ့နော်ဒီပြင်ဒီ inlay ပေါ့ inlay ရကြတော့သူကဟို abalone ဟိုသူက mute ထားတယ် abalone ဆို seashell ပေါ့နော် seashell mute ထားတဲ့အကြောင်းပို့ပြီးတော့သူကလာတာပေါ့နော်ပြီးရင်အထက်ကတန်းနေရကြတော့လေသူကဒီ base တွေဒီဒီ site တွေမှာပေါ့ မှာတန်းနေပြီးထားတာပေါ့နော် site ဒီမှာပါတန်းနေပြီးထားတယ်တန်းနေပါတယ်အများကြီးပူတာပေါ့နော်ဆိုတော့ guitar လက်ကိုဒါဆိုရင်ကျွန်တော်တို့အခုပြောသွားပုံရဆိုဒီ guitar နှလုံးမှာကျွန်တော်ဒီ LL16 နဲ့ FGTA ကတော်တော်ကြီးကို guitar တိဆောက်ထားတာကွာတော့တော့တတိထားပြီးမြင်နေတူပါတယ်ပြောမှဆို LL16 ကိုတိဆောက်ထားတာဒီ FGTA ကိုတိဆောက်ထားတယ်ကိုညာရေးတာပေါ့နော်ပြီးတော့ကျွန်တော်ပြောဖို့တစ်ခုခြံတော့လို့ဒီဒီရဲ့ LL16 ရဲ့သူက top က ွား ARE ဆိုပြီးတော့ AI treatment ဆိုပြီးသူကလုပ်ထားသေးတယ်။ AI treatment ဆိုတော့သူကဒီတက်ကိုဟောင်းသွားအောင်လို့ပေါ့နော်။သူကလုပ်ထားတယ်သူက process ပေါ့နော်။ဘာဖြစ်လို့သူက guitar မှာတုံးပြတဲ့တက်ကတော့ဟောင်းနေသူကအတန်ကောင်းနေဆိုရဲသူကဒီယူဆချက်ရှိတယ်ပေါ့နော်။ guitar တစ်လုံးကလည်းအဲ့လိုပဲကြာလာလေကောင်းလာလေဆိုရဲယူဆချက်ရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့သူကဒီရအောင်ဒါကြတော့ guitar အသက်မှာကနေအဲ့အချင်းရအောင်သူလုပ်ပေးတာပေါ့နော်။အဲ့ဒါလုပ်ထားသေးတယ်။ အဲဆိုရင်ကျွန်တော်ခုနစကားပြန်ဆက်ရမှာဆိုရင်ဒီဂီတာကတိဆောက်ထားတာအများကြီးတားတယ်။သို့တော်ညာလည်းဈေးနှုန်းအဖြစ်ကြည့်လိုက်လို့ရှိရင်သူက15%ပဲกว่าတယ်။ဒီကောင်1250ဒီကောင်1050ဆိုတော့ဒေါ်လာ100ပဲกว่าတာပေါ့နော်။အဲဆိုဘာကြောင့်လဲပေါ့။ဘာကြောင့်လဲဆိုတော့ပြောရမှာဆိုရှင်တော့ပါဝင်တဲ့ pickup ကြောင့်เนาะဒီ LS16 မှာပါတဲ့ pickup ကသူက zero impact pickup zero impact pickup ဆိုတော့ဘာမှဒီ character ရဲ့ body ကိုထိခိုက်မှုမရှိဘူး။ ကြည့်လိုက်လို့ရှင်ဘာမှမမြင်ရဘာမှမထိတိုင်ဘူးဒီ end pin check ကနေတန်းထိုးပြီးတော့ဒီရုံမှာပြီးတော့ pacific cap ဘာတက်ခဲမှလည်းထည့်စရာမလိုဘူးပေါ့နော်အဲဒီ pickup ဟောပြီးတော့0 imperfect cap အဒီကောင်ကကြတော့သူ့ pickup ကကြတော့ trans acoustics pickup သူကဒီ sona ပေါ့ဒီ guitar နှလုံးတိဆောက်ထားတာတလောက်กว่าဟာဘာကြောင့်သူကဈေးသိမ့်မကောင်းလဲဆိုတော့ ဒီရဲ့ pickup ကြောင့်တော့ဒီမှာပါတဲ့ trans acoustic တဲ့ pickup ကသူကထူးခြားချက်တွေအများကြီးရှိတယ်။ဘာဘယ်လိုလဲဆိုတော့သူကဒီ guitar ရဲ့ body ကနေပေါ့နော်။ reverb တန်လို့ chorus တန်လို့သူကရအောင်လို့ဒီရဲ့ pickup ကမလေးလုပ်ပေးလို့ရတယ်။သူကဟိုလိုမျိုး speaker ကြီးတိုက်ရိုက်ကြည့်ပါတာမဟုတ်ဘူးနော်။သူ့အထက်မှာပါတဲ့ accurator ဆိုတဲ့ device ပေါ့။အဲ့ device ကနေသူဒီ guitar body ရနေပြီးတော့ reverb တန် chorus တန်ကိုထွက်အောင်လို့တော့ naturally ပေါ့နော်ထွက်အောင်လို့သူကလုပ်ပေးတာပေါ့နော်။အဲ့အတွက်ကြောင့်မလို့သူက ဒီကောင်ကသူ့ရဲ့ထူးခြားချက်ပေါ့ပြီးတော့အားရ pick up ကဝါဇေးရန်ကြီးတဲ့အတွက်ကြောင့်မလို့တော့ဒီ L16 နဲ့ဇေးရမတည့်မြင်တော့ဖြစ်တာပေါ့နော် ပြောရမဆိုရင်အခုနေဒီ FGTA မှာဒါ L16 မှာပါတဲ့0 impact pick up ပဲပါမယ်ဆိုလို့ရှိရင်ဇေးနှုန်းကတော့900လောက်กว่าသွားမှာပြောရမဆိုဒီကောင်850လောက်ပဲကြာရမယ်ဟိုကောင်1250လောက်တော့ကြာမှာပေါ့နော်ဒီကောင်ကဒီ FGTA မှာပါတဲ့ Trans Acoustics ဆိုတဲ့ pick up ကတော့ ဒေါ်လာ300လောက်ထပ်ပြီးပူစေးကြီးတယ်ဒီ0 impact pickup တက်ကိုပေါ့နော်ဒေါ်လာ300လောက်ထပ်ပြီးပူစေးကြီးတဲ့အတွက်ကြောင့်မလို့သူကတိတ်မကွာတော့ဖြစ်သွားတာနော် okay အဲဆိုရှင်ကျွန်တော်ဒီ guitar နှလုံးကဒါအကြမ်းမြင်ပေါ့နော်အင်းသိရပြီပေါ့နော်အဲဆိုရှင်ကျွန်တော်အတန်ဆန်းပြပါမယ်အတန်ဆန်းတဲ့ခါမှာတော့ဒီ guitar နှလုံးရဲ့ဒီတဘာဝအတန်ကိုပဲဆန်းပြပါမယ်ပေါ့နော်ဒီကောက်မှာဆိုနာလိုမျိုးဟို pickup ရဲ့ ओ टुजा जे डिफाइन fgt ဆလာ FGT ရဲ့အတန်းအခုဒါ LL16 ရဲ့အတန်းနော် hello 16ပေါ့เนาะအခု FGD ကိုပြန်စမ်းကြည့်မယ်။ Okay, now FGD so recorder pulau ada fgta Okay. Uh.

โอเคဒါဆိုရင်နည်းနည်းအကျဉ်းမြင့်လို့တော့နည်းနည်းနားထောင်ကြည့်လို့ရမယ်ဒီပေါ့နော်ကျွန်တော်ဂီတာတီးရနည်းနည်းမတက်မရဖြစ်တာတွေပါရှင်းတော့နည်းနည်းအခွင့်လုပ်ပေးပါโอเคဒီမှာဘာလို့ဟောကျွန်တော်ဟောပြောဖို့ကြံသွားတာတော့မသိဘူးဒီဂီတာမှာကျွန်တော်ဒီ ဟောဘောနော် LL16 မှာဆိုရင်ကျွန်တော်ဂီတာတော့ဝယ်လို့ရှိရင်သူက Joe Alexa Joe ပါမယ်အဲ့ပြင်သူကအဲ့အကောင်စားပေါ့နော်အဲ့အကောင်စား soft pack မှာအကောင်စားကျွန်တော်ပြောမှာဆို soft pack ကြီးပဲဒေါ်လာသူကစင်ကူဒေါ်လာ100ကျော်ကျော်လောက်တန်ပဲဗျာသိလားအဲ့လိုမျိုး88ပါသေးတယ်သူကပြီးလို့ရှိရင်သူကခုန Allen key ပါမယ်ပေါ့နော်ဒီ FGD မှာကျတော့သူက8မပေါအောင်သူက ွာရွယ် Allen key တွေပဲပါပြီးတဲ့ခါကျတော့ကျွန်တော်ပြောဖို့ကြံသွားတာဒီက guitar body shape တွေပေါ့ body shape တွေမှာဒီ FGD ရကျတော့သူကဟွာပေါ့သူကဟို thread knot shape လို့ခေါ်ပါတော့ Yamaha website မှာတော့သူကရေးထားတာတော့သူကဟွာလို့ခေါ်တယ်သူကဟို traditional western body style တို့သူကခေါ်တယ်ဒါပေမဲ့သူကအမှန်တော့ thread knot shape ပဲပေါ့နော် thread knot shape နော်ပြီးတော့ဒီရဲ့ LL16 ကကျတော့သူကရေးထားတာတော့သူက ညမ website မှာရေးထားတော့ original jambo body လို့ခေါ်တယ်ဒါပေမဲ့ဒီကောင်ကျွန်တော်ဂီတာတကယ်တမ်းထုတ်လုပ်တဲ့သူတွေကတော့ထုတ်လုပ်တယ်ဆိုလေဟိုမျိုးကျွန်တော် duo guitar ပေါ့နော်ဂီတာလုပ်တဲ့သူတွေကတော့ဒါကိုသူကဟို jambo shape လို့မခေါ်ဘူးသူက jambo shape ကတသက် design ရှိတယ်လေသူကခုနလိုသူက traditional ဒါ western body ဆို dreadnought style ပေါ့နော်ဆိုတော့ဂီတာဆိုတဲ့ဒါ dreadnought style ပဲ dreadnought style ဒါပေမဲ့သူက modified dreadnought ဖြစ်သွားတော့ပေါ့နော်ဘာဖြစ်လဲဆိုတော့သူကသူ့ရဲ့ ပခုံးကသူကကြပါတယ် slope shoulder လို့ခေါ်တာပေါ့နော်သူကတကယ်တမ်းတော့သူကဒါ thread knot ကိုသူက modify လုပ်ထားတဲ့ shape ပေါ့သူနည်းနည်းလေးပိုသေးသွားတယ်ဒီပခုံးလေးကလည်းသူ show ပါတယ်ပေါ့နော်ရှင်းကြည့်သိတာလဲကျွန်တော်လေဒီဒီခိုး guitar ဆိုပြန်ပြဒီ guitar ဆိုရှင်မကြီးကျွန်တော်ပခုံးကတော့ down ဖြစ်တယ်နော်ဒီ down ဆောင်းတော့ကောင် slope shoulder ပြီးဒီအောက်ကဒီကောင်ကလည်းပိုလဲကြီးတယ်ဒီအောက်အောက်ပိုင်းကလည်းပိုကားတယ်နော် okay ဒါဆိုရှင်ဒီ FGT ရာသူက traditional western body style ကိုခေါ်တဲ့သူ thread knot ပေါ့နော်ဒီကောင်တော့ Yamaha website မှာ original jumbo body လို့ခေါ်မြဲသူကတော့လည်း modified thread knot ပါပဲအဲဒီ Yamaha ဒီ L series မှာသူက LS ဆိုပြီးတော့လာတယ်အဲ့ကောင်တွေကတော့ LS မဟုတ် sorry မှာပါလို့ LS ကတော့လည်းလာတယ်ပေါ့နော် LS ကတော့သူ small shape LG ဆိုပြီးတော့လာတယ်သူက LG 16ပေါ့ဒီ LL 16ညာမှာ LG 16ဆိုတော့သူက jumbo body size ဖြစ်သွားတာပေါ့ jumbo body size ပဲမဟုတ်တော့ medium jumbo ပေါ့ jumbo body ပုံစံတကယ် jumbo body ပုံစံလေးဖြစ်သွားတာပေါ့နော် okay ပါဒါဆိုရင်အဲကျေးဇူးများကြီးပါတယ်ကြည်ပြီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ guitar နှလုံးရဲ့ဟိုပေါ့ pick guitar ပို့ပြီးတော့မိမိနဲ့တင့်တော်မယ်လို့ထင်နေဆိုတာဒီဆုံးဖြတ်လို့ရအောင်လို့ဒါကျွန်တော်မျှဝေပြပါပါကျေးဇူးများကြီးပါတယ်